မင်္ဂလာပါရှင် Panelist Services ရဲ့ Founder မထူတန်းစင်ဖြစ်ပါတယ်ဒီနေ့မှာတော့အလုပ်ပိုင်းတိုင်းအတွက်ကိုအောင်မြင်မှုပုံမူပြီးတော့နှိစက်စင်တဲ့အရင်အရေးကြီးတဲ့အရေးအချင်းတစ်ခုဖြစ်တဲ့ Emotional Intelligence ပေါ့နော်မြန်မာလိုတိုင်းရိုက်ဘာသာပြန်ပြီးပြောရမယ်ဆိုရင်စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်လို့ပဲပြောလို့ရတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်မမျှဝေပေးသွားပါမယ် အဲ့တော့ကျမတို့ emotional intelligence ဆိုတာကကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုကိုယ်တိုင်နားလည်နိုင်ပြီးတော့ထိတ်ထုတ်နိုင်စွမ်းရှိတာအပြင်ကိုတခြားသူတွေရဲ့စိတ်ခံစားမှုတွေကိုလည်းနားလည်နိုင်စွမ်းရှိတဲ့အခြေချင်းတစ်ခုပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်ပေါ့နော်ကျမတို့ hard skills တွေဥပမာဉာဏ်ပညာတွေဘာသာစကားတွေအာ ပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့အာပညာရက်နဲ့အသက်ဆိုင်တဲ့ကျွမ်းကျင်မှုတွေပေါ့နော်ဒါတွေကိုလည်းအဓိကထားလေ့လာကြပေးမယ်တကယ်တမ်းမှာ emotional intelligence ကအလွတ်အောင်မြင်မှုအတွက်ကိုအဓိကတော့ချက်တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီ emotional intelligence ကကိုယ့်ကိုဘယ်လိုမျိုးကူညီပေးနိုင်လဲ ဲ့တော့ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်နိုင်တာကလည်းဒါလည်းအဲဒီ emotional intelligence တခုဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုနားလည်တာကြောင့်အချင်းချင်းဆက်ဆံရေးမှာပြဿနာတွေယောနယ်လာပြီးတော့ပို့ပြီးတော့ပျော်ရွှင်တဲ့လုပ်ငန်းခွင်တခုကိုလည်းဖန်တီးပေးလာနိုင်ပါလိမ့်မယ်ပြီးတော့ နောက်တစ်ခုကကြတော့ပုံမူကောင်းမွန်တဲ့ဆုံးဖြတ်ချက်ပေးဖို့လည်းပို့ပြီးတော့ချနိုင်လာပါလိမ့်မယ်။အဲ့တော့စိတ်ခံစားချက်ကိုထိတ်ချုပ်နိုင်စွမ်းရှိတာဖြစ်တဲ့အတွက်ကြောင့်အလုပ်ကိစ္စတွေမှာပို့ပြီးတော့တင့်တော်တဲ့ဆုံးဖြတ်ချက်တွေကိုအ ချလာနိုင်ပါလိမ့်မယ်။ပြီးတဲ့အခါမှာလည်းခေါင်းဆောင်ကောင်းတဲ့ရောက်ဖြစ်လာနိုင်ပါတယ်။တခြားသူတွေရဲ့စိတ်ကမ်းစာချက်ကိုနားလည်ပေးနိုင်တဲ့အတွက်ကြောင့်အဖွဲ့အစည်းကိုလည်းပို့ပြီးတော့ထိထိရောက်ရောက်နဲ့ပူဆောင်သွားနိုင်မှာပဲဖြစ်ပါတယ်။အဲ့တော့အနည်းချောင်းရရင်တော့အလုပ်ခွင်မှာ emotional intelligence ကောင်းမွန်တဲ့သူတွေကစိန်ခေါ်မှုတွေကိုပို့ပို့ပြီးတော့ကောင်းကောင်းယူရင်ဆိုင်နိုင်တယ်။ပြီးတဲ့အခါမှာလည်းသူတို့ရဲ့အဲဒီအတ္တမဝန်လမ်းကြောင်းကိုပေါ့နော်အအောင်မြင်မြင်နဲ့သူတို့ကရှောင်လန်းနိုင်တဲ့သူတွေဖြစ်ကြပါတယ်။ အဲအဲ့တော့ emotional intelligence ကိုကိုကဖြစ်ဖြစ်ချင်းဒီ skill ဒီစွမ်းရည်လေးကိုပေါ့နော် တက်လာအောင်လို့ကိုကခရူးဒီဇိုင်းနဲ့ကိုကိုကိုတတိထားပြီးတော့ပြုပြင်ပြောင်းလဲသွားမယ်ဆိုလို့ရှိရင်ကိုရဲ့ career life မှာရောကိုရဲ့ဒီကိုပိုင်စီးပွားရေးလုပ်တယ်ဆိုလို့ရှိရင်လည်း business life မှာပါပို့ပြီးတော့ network တွေကျယ်ပြန့်လာမယ်ပို့ပြီးတော့လည်းလူတွေနဲ့ဆက်ဆံရေးပိုကောင်းလာမှာပဲဖြစ်တယ်လို့အလုပ်ခွင့်အောင်မြင်မှုတွေကိုလည်းပို့ပြီးတော့ရရှိလာမှာဖြစ်ပါတယ်နောက်တဲ့အကြံနဲ့ပတ်သက်တဲ့ဘုဟုတုတာတွေရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပြီးပို့ ဖိတ်ခေါ်ရင်းနဲ့ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲညနာပြစေအားလုံးကိုကျေ